မြမကိုရံကလည်းအိမ်အောင်ကြပါပြီဆိုတော့တခါလေးကမေးမေးစစ်သူဝါလေးလိုမျိုးပဲဖြစ်နေအိမ်အောင်ကြပြီးအောင်နှစ်အောင်လုံးဝအဲ့လိုမမေ့နဲ့နှစ်အောင်လုံးပုတ်ပုတ်ပါအဲ့လိုလူငယ်လူမျိုးအတွဲလေးလို့အဲ့လိုမျိုးပဲနေဖြစ်လာခဲ့ရောလေဟုတ်အမေတို့မှလို့ဖြစ်နေအသက်ကလည်းဟို10နှစ်ကျော်กว่าတော့လေဟုတ်စစ်မလုံးနဲ့ကိုရီးယားပုံစံနဲ့မလုံးနဲ့ကိုယ်ကအဲ့လိုပဲစင်နေအဲ့အဲ့ဟာကြာသူနဲ့နေနေရောစကားစကားပြ ီကားမှာတော့ရအောင်ဆုံးမျက်နှာဖုံးများဇလတ်တွေမှာတော့ညီမတို့ရုပ်ရှင်မင်းသမီးပေါ့နော်အကယ်ဒမီရုပ်ရှင်မင်းသမီးတယောက်အနေနဲ့တရုတ်ဆောင်အောင်ပါမာနာကြီးရဲ့အကယ်ဒမီမင်းသမီးပေါ့အဆန့်ကျင်ပါပေါ့မာနာမကြီးပါဘူးခင်ဗျာ အဲ့တော့မချောနဲ့ကတော့အဓိကတော့ဟိုတိုင်ပင်ဖြစ်တာပေါ့နော်။ဒီကားကလည်းဟိုမချော production ကမချောအရင်ပြောတာပေါ့နော်။တနာဘုံနဲ့လိုက်တယ်မချောတနာဘုံကိုပြကြည့်ပါဆိုပြီးမချောကနေမှဟိုဇလန်းလေးလာပေးရပေါ့နော်။အဲ့ချိန်မှာမချောကဟိုတေချာလေးဖတ်တေချာစဉ်းစားဟိုရိုက်ချင်လားမရိုက်ချင်လားပေါ့ကိုဆုံးဖြတ်ပေါ့နော်။အဲ့ခါကျတော့မချောနဲ့ပဲဒီအနုပညာအလုပ်တွေကတော့ပို့ပြီးတော့လည်းတိုင်ပင်ဖြစ်တယ်။ပြီးတော့ဟိုဘယ်ဘယ်အလုပ်မဆိုပေါ့ဟိုဘယ်အလုပ်မှတော့မဟုတ်ဘူး။ကိုကြီးကိုယ်တိုင်လည်းမချောနဲ့ကတော့ပို့ပြီးတော့တိုင်ပင်ဖြစ်ပါတယ်။ အမေတို့မှလို့ဖြစ်နေအသက်ကလည်းဟို10နှစ်ကျော်กว่าတော့လေဟုတ်တယ်အိမ်တောင်ကတော့ပထမဆုံးပေါ့နော်အိမ်တောင်ကတော့ဒါပြိတ္တတွေလည်းတော်တော်များကြိုက်တယ်အိမ်တောင်ရဲ့ပြီးတော့ဟိုလောင်လောင်ပါတယ်ဟုတ်ရုပ်ရှင်ကားကြီးကြတော့နည်းနည်းညီမကြောင်ဟာသာတိတ် ဟိုကြိုက်တယ်တယ်မှာမပါဘူးဒရမာကြိုက်တယ်တယ်မှာဒရမာကားတွေတော့ပို့ပို့ပြီးကြိုက်ထားอืมဟုတ်တယ်ဟုတ်တယ်ကိုရီးယားကားထိုင်းကားအောင်ဆိုလဲအဲ့လိုမျိုးကားတွေပဲပို့ပြီးတော့ကြည့်ပြတယ်ဟုတ်အမ်ဒီမှာတော့အဲလောင်တဲ့ character တွေကိုပဲပို့ကြိုက်တယ်ဆိုတော့အဲ့အရာကိုတော့ပို့ပြီးတော့ကြိုက်တယ်အမလိုက်ဖက်ပါလေဟာတာကြတော့လဲဟိုမလိုက်ဖက်ဘူးလားဆိုတော့လဲမဟုတ်ဟိုသူနဲ့လိုက်တဲ့ကားကားလေးလည်းရှိပြီးတော့လဲဟာတာနဲ့လည်းအမအကယ်မရလားဆိုတော့လေအဲ့အဲ့လိုမျိုးကားတွေမှာဆိုလို့ရှင်တော့သူ လိုက်ခတ်ပါတယ်ဟုတ်အဝင်းကစုတ်ကားရိုက်တော့တရက်တော့လိုက်ကြည့်ဖြစ်ပါတယ်ဟုတ်ဒီဒီကားကလည်းလောဒရိုင်မာကားအကြီးအကြီးသားပဲဆိုတော့ဒီကားလည်းပြိသက်တွေကြိုက်မှာပါကိုကောင်းတဲ့ကားတိုင်ပင်ဖြစ်လာဆိုဟိုသူ့ရောပြောပြရဲဒီလို character ရရမှာဒါပေမဲ့ तू ကတော့ အများကြီးချစ်တော့ပေါ့။ချစ်ရိုက်ချစ်ရိုက်ချစ်ဆုံးပြချစ်ရိုက်ရမှာရိုက်ချင်လို့ရှိရင်တော့ရိုက်သူကတော့တားတာပါညာတော့မရှိဘူးပေါ့နော်။ဟိုမချောကလည်းအဲ့တိုင်းပဲမချောကလည်းကိုကိုယ်တိုင်ရိုက်ရမှာဆိုတော့ဟိုကိုနဲ့အဆင်ပြေလားမပြေလားကိုလုံးနိုင်မလားကိုကကိုစဉ်းစားဆိုတော့ဒါကလည်းကိုဖတ်လိုက်တဲ့အချိန်မှလည်းညီမအရန်ရိုက်ချင်တဲ့ character လည်းဖြစ်တယ်။ဟိုစူးစမ်းချင်တဲ့ character လည်းဖြစ်တော့ပြီးတော့ချာလီကလည်းဟိုချာလီနဲ့လည်းတိုင်ပင်လိုက်တာတကယ်ကြီးကလည်းရိုက်လိုက်ပါ character လည်းကောင်းလာတယ်ဆိုတော့အားနဲ့ရိုက်ဖြစ်သွားအောင်နော်ဟုတ် သူ့အတွက်ပဲညီမကစီစဉ်ပေးရတာမဟုတ်ယောက်ျားလေးကတော့အဲ့တိုင်းပါပဲယောက်ျားလေးကတော့ဟိုဒီကြိုင်ဘာသူမဆိုပါယောက်ျားလေးကတော့ကိုမိန်းမအတွက်အဲ့လိုမျိုးစီစဉ်ပေးရမယ်ဆိုတာတော့တိတ်ပြီးတော့မရှိကြမိန်းမတွေကတော့ယောက်ျားလေးရေပုံမှာစီစဉ်ပေးရတာရှိရလေသူကကြတော့ဒီဟာပဲ character ပုံမှာပဲရိုက်ရိုက်တာမိဟိုရိုက်တဲ့မိရိုက်တဲ့ကိုကကိုဆုံးပြချစ်တဲ့ဘောကများလေဒါဒါပဲစီစဉ်ပေးတော့ကိုကြိုက်တယ် အဲအလိုအလိုအလိုဟုတ်တယ်ဒါမှမဟုတ်ခါလေးကြားလို့ရှိရင် तू အကြိုက်နေကိုယ်အကြိုက်နေမတူတာလေးရှိရယ်ပေါ့နော်ဒါကိုယ်ဝစ်ချင်တာအဲ့လိုမျိုးလူငယ်ပုံစံ ခါလေဟိုကိုရီးယားပုံစံဖြစ်ဖြစ်သွားတယ်ချင်မလုံးနဲ့ကိုရီးယားပုံစံနဲ့မလုံးနဲ့ကိုယ်အဲ့လိုမစင်နဲ့အဲ့အဲ့ဟာကြာသူနေနေနေဟောစကားစကားညာခါကြဟုတ်တယ်ကိုကလည်းစင်ပြီးလိုက်တာတမကိုရီးယားပုံစံနဲ့ကိုရီးယားမင်းသားကြီးအေးကိုရီးယားမင်းသားရယ်လဲကြာကြာ K drama ရယ်လဲအရင်ကြည့်ရောသူ့ကိုလည်းအဲ့လိုမိုးလေးလိုက်မှာပဲအမှန်တော့သူနဲ့မလိုက်တအောင်ပေါ့လိုက်တယ်ဒါပေမဲ့သူကအဲ့လိုပုံနဲ့မဝဲချင်တာမဝဲချင်တော့သူကတော့ဒီပုံစံလေးပဲဖြစ်နေအောင်ကားတယ် မြမကိုရံကလည်းအိမ်အောင်ကြပါပြီဆိုတော့တခါလေးကမေးမေးမေးနေပို့ပို့ပါပဲအဲငွေချင်းနေတော့အဲ့အဲ့နေ show ပဲမှာကွာငွေချင်းရအောင်ပြောတယ်ဟဲ့အိမ်အောင်ကြသွားပြီပဲမေ့နေရအေးဟုတ်တယ်လို့အဲ့တိုင်းပဲလို့သဘောထားလိုက်လို့ချိန်တော့လာပြောနေမပူကြီးရအိမ်အောင်ကြသွားပြီပဲအေးဟုတ်တယ်ဟုတ်တယ်မေ့နေလိုက်လို့ဟုတ်တယ်လို့ကိုကကိုရောမေ့နေပို့ပို့ပါလေးပဲဟုတ်တယ်ပြိတ်သက်တွေလည်းတခါတခါလေးကြပြောတယ်အိမ်အောင်ကြသွားပြီဆိုတော့မေ့နေ အဲ့မို့ကိုရီနှစ်ယောက်ကလည်းချစ်သူဘွားတော်ကလည်းမူအဲ့လိုမျိုးကြီးပေါ့အဲနေအဲ့လိုမျိုးနေလာတဲ့အခါကျတော့လေချစ်သူတတန်းကလည်း73နှစ်ဆိုတော့ဒီလိုမျိုးချစ်သူချစ်သူဘွားလေးလိုမျိုးပဲဖြစ်နေအိမ်အောင်ကြပြီးအောင်နှစ်ယောက်လုံးကအဲ့လိုမျိုးမေ့နေနှစ်ယောက်လုံးပုတ်ပုတ်ပါအဲ့လိုလူငယ်လူမျိုးအတွဲလေးလိုအဲ့လိုမျိုးပဲနေဖြစ်လာတဲ့ရောလေးဟုတ်ပြီမမကျတော့အိမ်မက်လုံးဖြစ်တာဖြစ်တာတက်ကိုကားကျတော့လည်းဒါတယောက်နဲ့တယောက်တော့မတူဘူးပေါ့လေညီမကျတော့ကို ဟိုကိုကောင်းလဲကြတော့ချစ်သူတတန်းလဲကြာလာပြီဘယ်တော့ဘယ်တော့မှလက်ထပ်မယ်ဆိုပြီးတော့အဲ့လိုမျိုးစိတ်ကူးရင်သာဆုံးဖြတ်ထားတဲ့အခါကျတော့အဲအိမ်မအိမ်မဆိုတာကကိုယ့်ရဲ့အိမ်မကိုအကောင့်ထဲပေါ်လိုက်တယ်အဲ့ဒီသဘောပဲအိမ်မလိုမျိုးဖြစ်တယ်ဆိုတာတော့မဟုတ်တော့မဟုတ်ဘူးပေါ့နော်